မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါလေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်မေလ22ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါလေ။နေ့ရက်စင်တိုင်းချစ်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ဂျေဇုတင်ပါလေ။နှုတ်ကပတ်တော်အဖြစ်တိဆောက်เสียဖြစ်စေပါ။ မျက်နေတိုင်းနှက်ွက်တော်နားထောင်တဲ့သူ live ချီတဲ့သူ live ပြီးမှပြန်ချီတဲ့သူအားလုံးကိုကောင်းချီးပေးတယ်အခုလဲကျွန်တော်ပြောခြင်းထက်ကိုရော ပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါလေဖျာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်ချမ်းစာရဲမှာတွေ့ရတဲ့မိုက်သောမျိုးမီးများနဲ့ပညာရှိသောမျိုးမီးများဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေပါရယ်။ကျွန်တော်ကျန်တဲ့မှာမိုက်ကအမျိုးသမီးတွေ တဲမှာမှ9ရောက်ကိုကျွန်တော်တို့ဖော်ပြခဲ့တယ်။အဲ့ဒီ9ရောက်နဲ့ပတ်သက်တာလည်းအများကြီးကျွန်တော်တို့အဖော်ပြခဲ့ပြီးဖြစ်တယ်။ already mic သောအမျိုးမျိုး9ရောက်တဲမှာမှ daily လ40ဖာမိမရေဇဘီလ hirodi mikala နော်အဲ့ဒီ9ရောက်ကိုကျွန်တော်အများကြီးနားထောင်ခဲ့တယ်။ဒါ mic တဲ့အမျိုးသမီးတွေလို့ကျန်းစာမှာတွေ့ရတယ်။အဲ့နောက်ပညာရှိအမျိုးသမီး9ရောက်ကျွန်တော်နားထောင်တာဒီကနေ့ဆိုရင်တော့ ငါရောက်မြောက်ကိုရောက်ပြီဖြစ်တယ်။အဲ့တော့ပညာရှိတဲ့အမျိုးသမီးတွေလို့ခေါ်ခြင်းခံရတယ်။နံပါတ်၁ဘရွန်တယောက်ကတော့ရာခတ်ဖြစ်တယ်။တုတ်ကန်၁၄အငယ်တိရအိမ်ကိုတိဆောက်တဲ့အမျိုးသမီးဖြစ်တယ်။ရာခတ်ကြောင့်ဖတ်ခြင်းယောရှုမတ်စာခန်းကြီး၂အငယ်၈ကနေ၁၉ထိဖတ်ရင်တွေ့ရမယ်။နံပါတ်၂ဒုတိယတယောက်အဘိဂဲလာဖြစ်တယ်။တုတ်တန်ဂျန်ခန်းကြီး19အငယ်14အရတမာတတိရှိတဲ့မယားဖြစ်တယ်အဘိကေလအကြောင်းဖတ်ချင်ရင်တိရခန်းကြီး အငယ်2ကနေ52ထိဖိုင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။နံပါတ်3ကတော့ Mero Mari ဖြစ်တယ်။သုတ်တန်ချန်ခန်းကြီး31အငယ်30ကိုဖိုင်ကျွန်တော်အိမ်မှာတွေ့ရမယ်။ Mero Mari ကတော့သီလနဲ့ပြည့်စုံ၍ဗရမ ्या ထက်သာတဲ့အမျိုးသမီးဖြစ်တယ်။သူနဲ့ပတ်သက်ပြီးဖတ်ချင်လူကာခန်းကြီး28ကနေ23ထိဖိုင်ရင်အငယ်28က23အငယ်33ထိဖိုင်ရင်အဲ့ဒီမှာ Mero Mari နဲ့ပတ်သက်ပြီးတွေ့ရပါမယ်။နံပါတ်4ကတော့ Ruth သုတ်တန်ခန်းကြီး7အငယ်4 ရုဒ္ဒဟာလင်၌ဥယျတရဖူဖြစ်တဲ့မယားဖြစ်တယ်။ဘောဇာတို့ဥယျတရဖူဖြစ်စေတဲ့မယားဖြစ်တယ်။ရုဒ္ဒကြောင့်ဖတ်ခြင်းရုဒ္ဒဝရခန်းကြီးလေးအငယ်7ကနေ22တိဖန်ကြရမှာတွေ့ရမှာဖြစ်တယ်။ကေဒီကနေ့ကတော့ကျွန်တော်နံပါတ်9နောက်ဆုံးတစ်ယောက်ဒါလီပြောပြီးကျွန်တော်ဒီသင်ခန်းစာကိုနေကုန်းချုပ်မှာဖြစ်တယ်။နံပါတ်9တစ်ယောက်ကတော့အဲအီလီရှဖတ်အီလီရှဖတ်မြန်မာလိုဆိုအီလီရှဖတ်အင်္ဂလိပ်လိုဆိုအဲလစ်ဘတ်အဲလစ်ဘတ် အဲ့တော့အီလိရှဖတ်ကအဲလစ်ဘတ်ဒီဇာခရီလို့ခေါ်တဲ့ယစ်ပရောဟိရဲ့ဇနီးဖြစ်တယ်။နှစ်ချင်းဆရာယောဟန်ရဲ့မိခင်ဖြစ်တယ်။ဒါကြောင့်ကျမ်းစာထဲမှာ John the Baptist တို့ခေါ်တဲ့နှစ်ချင်းဆရာယောဟန်ရဲ့အမိသည်အီလိရှဖတ်ဖြစ်တယ်။အဲ့တော့အီလိရှဖတ်ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကဖယားသခင်သည်ကျမ၏သစ္စာဂတိပြုခြင်းဖြစ်သည်လို့အဓိပ္ပာယ်ရတယ်။ ပြန်ပြောခြင်းနဲ့ဘုရားသခင်သည်ကျမဤသစ္စာဂတိပြုခြင်းဖြစ်သည်လို့အဓိပ္ပာယ်ရတယ်။အဲလိရှဖတ်ရဲ့အဓိပ္ပာယ်။အဲလိရှဖတ်နာမည်တူချမ်းသာတအုပ်လုံးမှာ9ယောက်ရှိတယ်။အခုကျွန်တော်ဒီကနေ့ညနေလေ့လာမှာကတော့နှစ်ချင်းစရာယောဟန်ရဲ့အမေဇာခရီးရဲ့ဇနီးအဲလိရှဖတ်အကြောင်းနားထောင်မှာဖြစ်တယ်။ဒီအဲလိရှဖတ်နဲ့မေရော်မာရီယာညီမတွေဖြစ်တယ်။အခုချမ်းသာရဲ့ပေါ်ပြချက်အရဆိုရင်တော့ အီလီရှဖတ်နဲ့မေရိုမာရီယာညီမအရင်လို့ခံမှန်းရတယ်။ဒါကြောင့်အီလီရှဖတ်ရဲ့သားဂျွန်ဒက်ဘက်ပတစ်တို့ခေါ်တဲ့နှချင်းစရာယောဟန်နဲ့မေရိုမာရီသရှင်သောဝိညာဉ်တော်အဖင်ဘရိတ်တရီဆွဲပြီးမွေးဖွားခဲ့တဲ့တခိရှုခရစ်တော်ကညီကိုတဝန်းခွဲလို့ပြောရင်မမှန်ဘူး။အဲ့တော့နှချင်းစရာယောဟန်နဲ့တခိရှုခရစ်တော်ကညီကိုတဝန်းခွဲဖြစ်တယ်။ဒါပေမဲ့တခိရှုခရစ်တော်ကမိတုံတန်ဝန်တနဲ့မွေးတာမဟုတ်ဘူး။သရှင်သောဝိညာဉ်တော်နဲ့ဘရိတ်တရီဆွဲပြီးမွေးတာဖြစ်တယ်။ အမျိုးအရဆိုင်ရင်တော့အဲ့လိုမျိုးသွားတော်တယ်အဲ့တော့အခုကျွန်တော်လေ့လာမယ်ဒီအီလီရှက်ဖတ်ဆိုတာကအလွန်လဲတော်တယ်အမျိုးသမီးတယောက်ဖြစ်တယ်လုကာခန်းကြီးတဲ့အငယ်39ကနေ55ထိဖိုင်သူ့ကြောင့်တွေ့ရမယ်တုတ်တန်ကျမ်းမှာတော့သူ့ကိုဘယ်လိုမျိုးခိုင်းနိုင်လဲဆိုတော့တုတ်တန်ခန်းကြီး37အငယ်30မှာဒီလိုရေးထားပါတယ်ယင်ကြီးသောຢာသည်လှဲ့စားခြင်းနဲ့ရှင်တက်၏လှသောအစင်းသည်လည်းအချီးနှီးဖြင့်ထာဝရဘုရားကိုကြောက်ရွံ့သောမိမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်အာမင်ဟောကျမ်းစာထဲမှာအီလိရှဘဟာသာဝေယဖျားကိုကြောက်ရွံ့သောမိမဖြစ်တယ်ဒီမျိုးမီးကဖျားကိုကြောက်တယ်လို့ဖျားလည်းတော်တော်ရှ िख ိုးတဲ့သဘောတွေ့ရတယ်ဒါကြတော့သူတို့လင်မယားနေအောင်မြုံတယ်ဒါပေမဲ့သူတို့ဘလောက်တောင်ဆုတောင်းပြီးဖျားနဲ့သွားလာလဲမသိမြုံတဲ့ဒီအီလိရှဘကိုဖျားသခင်ကနှချင်းစရာယောဟန်လေးကိုမွေးခွင့်ပေးတယ် အဲ့တော့ပထမဆုံးသိရတာအီလီရှဘတ်မဟုတ်ဘူးသူယောက်ျားဇာခရီးကယေဘရိနဲ့ပတ်သက်တဲ့အရာတွေကိုဗိမာန်တော်မှာလှုပ်ရင်းနဲ့ကောင်းရင်တောင်မှလာပြောတာမိမိမအီလီရှဘတ်မှာခလေးမွေးမယ်ဒီခလေးလေးဟာထူးခြားတဲ့ခလေးဖြစ်တယ်နေချင်းဆရာယောဟန်နဲ့ပတ်သက်ပြီးကောင်းရင်တောင်မှအများကြီးကြိုပြောတယ်အဲ့ခလေးကိုယောဟန်လို့နာမည်ပေးရအဲ့လိုဝမ်းမြောက်စရာသတင်းစကားကိုကောင်းရင်တောင်မှဒါဂါဗီလာလာပြောတာအဲ့ချိန်မှာဒီဇာခရီးကဖျားလှုပ်လှုပ်တဲ့ကြောင့်ဟာဖျားကောင်းမြတ်တယ်ဟိဖျားငါတို့ကို ကြည်သောအရာပြုတယ်ဟိဆိုဝမ်းမြောက်ပြီးယုံကြည်ရမယ်ဆိုသူကဘာပြောလဲဆိုကျွန်တော်ကလူအိုဖြစ်တယ်ကျွန်တော်မိမလည်းအိုရဲတယ်မဖြစ်နိုင်ဘူးလို့ပြောတဲ့အခါမှာကောင်းကင်ကဘာပြောလဲဆိုအေးငါတို့လာပြောတဲ့စကားဖိယသခင်စကားဖြစ်တဲ့ကြောင့်ဖြစ်မယ်တမင်မင်းကမယုံတဲ့ကြောင့်မင်းအပြီးမှခလေးရမယ်အဲ့ဒါအဲလစ်ပဲရဲ့ယောက်ျားစာခရစ်ဖြစ်တယ်တကယ်လို့သူအပြီးမှခလေးရမယ်အဲ့ဒီဘိမှန်တော်ပြန်ထွက်တဲ့ချိန်တောက်လျှောက်သူစကားမပြောတော့အာ နောက်ဆုံးဒီယောဟန်မွေးတဲ့အချိန်မှာဒီအဲလစ်ဘတ်ကဒီအမျိုးတွေကဘာနာမည်ပေးမလဲဘာနာမည်ပေးမလဲဆိုအားလုံးစဉ်းစားတဲ့ချိန်ကျမှယောဟန်ဆိုတဲ့နာမည်ကိုသူ့အဖေဇာခရီးယားငါ့ကိုကြောက်တင်မုန်းပေးဆိုအမူယာနဲ့ပြတော့သူအားသွားတာပေါ့အဲ့ဒါနဲ့ကြောက်တင်မုန်းပြီးတော့ကြောက်တင်မုန်းမှာယောဟန်လို့နာမည်ရေးပြီးအဲ့ဒီကျမှသူ့နှုတ်ပြန်ပွက်အဲ့ဒီချိန်ကစသူနောက်ပိုင်းဖျောက်မယုံတဲ့ငါမှဖြစ်ရဲတော့ဘာဒီအောင်ကြည့်ချင်ပြင်ကျွန်တော်တက်တာမှာယုံကြည်ခြင်းအားနည်းရင်လေကောင်းကြီးတွေအတက်တယ် ရောက်ရှိလာမယ့်အရာတွေအသွားတက်တယ်။ဘဝတွေအသွားတက်တယ်။အနာဂတ်တွေအသွားတက်တယ်။ဘာကြောင့်လဲ?ယုံကြည်ခြင်းအားနဲ့။အဲလစ်စဘတ်ကတော့ယုံကြည်ခြင်းအားမနေဘူး။သူ့ယောက်ျားယုံကြည်ခြင်းအားနေဘူးတဲ့။တောင်းစာခရိယအပြီးမှခလေးရ။နောက်ဒီကနေ့ကြည့်နေတဲ့ဓမ္မပရိသတ်များသင်စုတောင်းတဲ့အရာတွေဆက်ယုံနေ။အေးယုံကြည်ခြင်းအနေနဲ့သင်ဘဝမှာတကယ်အားရာကြီးရောက်လာတတ်တယ်။ရသင်လန်းနေမှာမရတာတွေဖြစ်လာတတ်တယ်။အဲကြောင့်သတိထားရ။ထားရ။ အခုဒီ Alice ဘက်ကတော့သူအချိန်မှာ break တွေရှိနေပြီ။နှချင်းစရာယောဟန်ကိုသူ့ဘိုက်ထဲမှာကိုဝင်အဖြစ်ရှိနေပြီ။ကိုဝင်တည်နေပြီ။အဲ့အချိန်မှာပဲ Mary Marie ကလည်းတခေရှုမွေးမဲ့အရာကိုကောင်းကင်ကမှလာပြောတဲ့အခါအဲ့ဒီတဲ့ကိုသူ့မှာ Alice ဘက်ရှိသူပြောတဲ့အခါမှာ Mary Marie ဒီ Alice ဘက်ကိုဖတ်လိုက်တာနဲ့အဲ့ Alice ဘက်ဘိုက်ထဲကခလေးကထခုံနှချင်းစရာယောဟန်။အောင်းစရာကောင်း ်တကလေးတွေကပိုက်ထဲမှာကလေး respond ကောင်းတယ်တောင်ကလေးတွေကိုပိုက်ထဲမှာကလေးသင်လို့ရတယ်ဆိုတော့တော်တွေ့တယ်တောင်ဖြတ်ကြံလူဖန်ဆင်းတဲ့ကအောင်းဆက်သိကောင်းဟာပြင်ရောက်မှသင်တာတဲ့မဟုတ်ပိုက်ထဲမှာကလေးသင်လို့ရတယ်တောင်တချို့နိုင်ငံတွေမှာ Sunday school မှာကလေးတွေကသွားပြီးတော့သင်တဲ့အချိန်မှာဆက်ဆက်မတွေက Sunday school သင်ပေးတဲ့အခါကိုဝင်တဲ့မိခင်တွေကသူတို့ကလေးတွေကိုနားထောင်ရအောင်ဆန်းနစုလာထိုင်နားထောင်အဘိုက်ထဲကကလေးကဒီအပြင်ကကလေးဆိုးတဲ့သရှင်ကြားပြီးထဲရနေပြီးသူက တုံ့ပြန်တယ်ဒါကြောင့် Sunday school ကကိုဝင်တဲ့အမျိုးသမီးတွေလာတက်လို့ရတယ်ဘာကြောင့်လဲ bike chair ကကလေးတွေအဲ့ဒါ response ရှိတယ်အခုလည်း Mary Marie ကိုဖတ်တာနဲ့ Elizabeth bike chair ကကလေးကထခုံဖားအချိန်မှာပဲ Elizabeth သူညမ Mary Marie ကိုပြောတယ်ဟာသင်ကမိမတကာတို့ထက်မျက်စွာသောမင်္ဂလာရှိတယ်တလူကခန်းကြီးတဲ့အငယ်39က45အထိဖိုက်ရင်တွေ့ရမယ်အငယ်52မှာဒါမိမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိတယ် ်တစ်ဝမ်းနဲ့ကလေးကလည်းမျက်စွာသောမင်္ဂလာရှိတယ်ဒါတခိရှုအမှုဖွားတော့မယ်ရိုမာရီဝမ်းနဲ့မှာသခင်ယေရှုပရိသတ်ယူဖို့အတွက်ဖြစ်တဲ့အချိန်ကောင်းကင်မှာလာပြောတဲ့အချိန်အဲ့တော့ဒီဟာတွေကိုကြည့်ခြင်းအဖြစ်အဲလစ်ဘက်ကသူညမလေးမယ်ရိုမာရီကိုသူလေးလေးစားစားတုံ့ပြန်တယ်လို့မယ်ရိုမာရီကလည်းသူ့အမအဲလစ်ဘက်ကိုသူလေးစားတုံ့ပြန်တောင်းအဲလစ်ဘက်ပြောရဲတဲ့နှုတ်ဆက်တောင်ကြားတဲ့ခါငါပိုက်တဲ့ကလေးကထုတ်ထခုံနေ ဒါကြောင့်လူကခန်းကြီးတဲ့အငယ်55မှာယုံကြည်သောမိမသည်မင်္ဂလာရှိအကြောင်းမူကားထိုမိမအားထာဝရဘုရားမိန့်တော်မူသောစကားသည်ပြည့်စုံနိုင်မည်ဟုကြီးသောအတန်နှင့်မွေ့ဆို၏ဒါအင်းစပကသူညမလီမေရိုမာရီသို့ပြန်ပြောတာအသက်ရှင်တဲ့ဘုရားကိုယုံတဲ့အမျိုးသမီးကမင်္ဂလာရှိတယ်။အဲ့ဒီဘုရားကထိုမျိုးသမီးအဖြစ်ကြီးစွာသော ပြည့်စုံခြင်းပြုမယ်။ဟောဒီယောကြည့်ရမယ်အင်းစပရဲ့အသက်တာမှာ သူညမလေးမေရိုမာရီကိုသူအားပေးတယ်။သူခင်မွန်ဇာခရီအားတဲ့အခါလေသူကနားလေပြီးပြီးတော့သူယုံကြည်ခြင်းကိုမကြဘဲနဲ့သူတိဆောက်တယ်။သူဘုရားသခင်ကိုသူယောက်ျားဇာခရီအားတော်လို့မျိုးမျိုးမေးခွန်းနေမမေးဘူး။ဟာဘုရားသခင်ဘုရားလုံးလဲလောပါသေးတယ်ကျမယောက်ျားပါလို့အားပြီးပြန်လာတာလေအဲ့ဒါကြီးမမေးဘူး။ဘုရားသခင်လောက်တာအကုန်ကောင်းတယ်လို့သူယုံတယ်။အဲ့ဒါတော့ဘုရားကိုကြောက်တယ်အသက်တာပဲ ။ဘုရားဝင်ကြောက်တဲ့သူတွေကဟိုဖြစ်လာတဲ့အရာတွေကိုကြိတ်ပြီးတော့ဟာဘုရားသခင်ကမျိုးမျိုးအဖြစ်တည်တင်းအမျိုးမျိုးကဲရဲ့ဒီလိုတွေပြုတ်တက်တယ်။ဒါပေမဲ့အလစ်စ်ဖာအလိုမလုပ်ဘူး။မေရမာရီကိုလည်းသူအားပေးတယ်။သူယောက်ျားဇာခရီကိုလည်းသူအားပေးတယ်။ဇာခရီယုံကြည်ခြင်းအားနဲ့လို့အားလာတယ်ဆိုတော့သူအလိုတော်ဝန်ခံတယ်။ဒါကြောင့်လည်းဒီအန်ဒစ်ဖက်ကိုအလွန်ချစ်ဆက်ကောင်းတဲ့ John the Baptist လို့ခေါ်တယ်။နေချင်းဆရာယောဟန်လေးမွေးလာတာဖြစ်တယ်။ ။ audio ကြည့်ချင်ရင် Alice ပဲရဲ့အသက်တာမှာထူးခြားတဲ့အချက်ကလေး၄ချက်သွားတွေ့ရတယ်။ audio number 1 brand check ကဘာလဲဆိုတော့ Alice ပါရစ်ပရောဟိတ် main မှာဖြစ်တယ်။ဒါပေမဲ့သူနှိမ်ချယုံကြည်ခြင်းအားကောင်းသူယောက်ျားရစ်ပရောဟိတ်ဇာခရီတော်ယုံကြည်ခြင်းအလောက်သိအားမကောင်းသူကဘူအားကောင်းသူယောက်ျားကြောင့်ဘုရားကလေးပေးတော်မူသူယုံကြည်ခြင်းကြောင့်ဘုရားကလေးပေးတာပေါ့သူယောက်ျားဇာခရီးကကောင်းကင်မှာလာပြောတဲ့အခါမယုံမဲနဲ့တန်တရားဖြစ်တော့အာသွားတာ तू อ่ะမအဘူးတကယ်ရတယ်တရင်ထဲမှာနေတာဇနီးမောင်နှံနှစ်ယောက်ပဲဒါပေမဲ့ယုံကြည်ခြင်းကိုရတဲ့အခါအနေထားတွေလည်းကိုရတော့တယ်ဖခင်ရဲ့တုံ့ပြန်မှုတွေလည်းကိုရချခြင်းတွေဆိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ကတရင်ထဲမှာဖြစ်လင့်ကစားကျွန်တော်ယုံကြည်ခြင်းအားကောင်းအောင်ဇနီးဖြစ်ဖြစ်ခင်မုန်းဖြစ်ဖြစ်သားမင်းဖြစ်ဖြစ်ယုံကြည်ခြင်းအားကောင်းအဲယုံကြည်ခြင်းအားကောင်းခြင်းပေါ်မှာဘုရားသခင်အလုပ်လုပ်တာဖြစ်တယ်။ဒါအဲလစ်ဖက်ယုံကြည်ခြင်းအားကောင်းတဲ့နှိမ့်ချတဲ့အမျိုးသမီးဖြစ် ်အကျွန်တော်ဂျပရိုကြီးဇနီးတယ်လေဆိုရင်သူတို့ယောက်ျားအရှိန်နဲ့သူတို့ထောင်လောက်ရရှိတယ်ဒါပေမဲ့သူနှိမ်ချတယ်အထူးကြတယ်နောက်နောက်မနေ့ဒုတိယချက်ဒုတိယချက်ကဘာလဲဆိုတော့တုတ်ထဲမှာဘုရားရဲ့တန်ရှင်းတော်ဝိညာဉ်တော်ပြည့်တဲ့အခါဘိုက်ခဲကခလီးရဲ့တုံ့ပြန်တန်ကိုသူသိတယ်သူမေရိုမာရီကိုဖလိုက်တဲ့အခါသူ့ဘိုက်ထဲကခလီးခုံနေတော့သူသိအဲလစ်ဘတ်ကအော်ဒီယိုကြည့်ကြမယ်သူအထင်းမှာဘုရားရဲ့တန်ရှင်းတော်ဝိညာဉ်တော်ရှိတဲ့အခါသူ့ဘဝမှာတုံ့ပြန်မှုအားလုံးသူသိရတယ် အဲ့ဒီကနေ့ကျွန်တော်ထဲမှာဖျားရှိတဲ့အခါကျွန်တော်ကတုံ့ပြန်မှုတွေကိုသိရဖျားနဲ့ပတ်သက်တဲ့အရာ လောကရဲ့ပတ်သက်တဲ့စကားတွေရှောင်တာလောကကြီးတန်းပတ်သက်တဲ့စိတ်ပြည့်စရာတွေကိုကျွန်တော်ကဖေရှားတာဖျားနဲ့ပတ်သက်တဲ့ကောင်းတဲ့အရာတွေကိုကျွန်တော်ကကျွန်တော်ထဲကနေပေါ်ထုတ်ပါတောက်တုတ်ထဲမှာတန်ရှင်းသောဝိညာဉ်တော်ရှိတဲ့အခါအထက်ကတုံ့ပြန်တာလေသူကောင်းသားလေ ဒါကြလေကျွန်တော်တို့ဖေးရဘာဘာနဲ့တုံ့ပြန်လဲကျန်းစာနဲ့စကားပြောလားငကွက်တော်နဲ့စကားပြောလားဘာနဲ့စကားပြောမှမသိတဲ့ခါလေးအများကြီးပဲဒါပေမဲ့သတိတယ်ပေါ့သူထဲမှာတန်ရှင်းသောဝိညာဉ်တော်ဖြစ်တော့အဲလစ်ပရဲ့ဘိုက်ထဲမှာဒေါသတွေမောဟတွေပြဿနာတွေပြည်နေတာမဟုတ်ဖေးရရဲ့တန်ရှင်းသောဝိညာဉ်တော်ပြည်တဲ့အခါသူ့သားလေးကဘိုက်ထဲကခုန်တော်သူသိတယ်ဟောဖေးရနဲ့ပြီးသွားတဲ့အသက်တာမှာဘာပြောရမလဲဘာလုပ်ရမလဲဘာကြောင့်ဖေးရဖို့ပြလဲသူကုန်သိတယ် အဲ့ဒီသိခြင်းခွင့်ဖရားပြီးတယ်။တောင်ကျွန်တော်အခြားရာနဲ့ပြည်တာတဲ့။တန်ရှင်သောဝိညာဉ်တော်နဲ့ပြည်တဲ့အသက်တာရှိရ။နောက်နံပါတ်3တတိယတစ်ချက်။တတိယချက်ကဘာလဲဆိုတော့သူညမလေးမေရိုမာရီဆိုချီးမြှောက်ပြီးပြောဆိုတာ။ဒါလီမောင်မလေးမတည့်တာကဘာကြီးမှအများကြီးပဲ။တကယ်သူညမလေးကိုသူကဘာဖြစ်လဲချီးမြှောက်။ဟာမင်းကမိမကတည်းကရုတ်ထက်မြတ်တဲ့မင်္ဂလာရှိတယ်။ပေါ့လေမေရိုမာရီကများမကြခင်တခင်ရှုပ်မွေးမှာ။ ပရိသေဆွဲဖို့တော့ကောင်းငင်မှလာပြောတဲ့အချိန်မှာအတူအတူတဘောကိုထပ်တာပြီးကောင်းတယ်လို့သူရှုမြင်တတ်တယ်အဲ့ဒါအင်္ဂလိပ်စပတ်ရဲ့အတ္တတာတောင်တော်မြတ်စွာဘုရားကောင်းကြီးမင်္ဂလာရှိတယ်ဆိုသူညီမတို့အားပေးတယ်ဟောဒီယောက်ကြည့်ကြပြင်အင်္ဂလိပ်စပတ်ရဲ့နှုတ်ကဟာညီးထွားတာတွေစိတ်ပြက်စရာတွေခွန်းမလွတ်တာချီနောင်တာတိုင်းမထွက်ဘူးသူတဘောကအားပေးတဲ့နှုတ်ဖြစ်တောင်တင်းနေချက်တော်မိခင်များမိသားစုမှာဖြစ်ပျက်တဲ့အရာတွေမှာကို့နှုတ်ကနေပြီးတော့ အခြားယာတွေထွက်နေတာတဲ့ခင်မောအားပေးရမသားသမီးကိုအားပေးရမိသားစုမှာအားပေးတဲ့စကားချီးမွမ်းတဲ့စကားကောင်းတဲ့စကားတွေကျွန်တော်ထွက်အောင်ဆိုတွေ့အဲအဲလစ်ပေးတတ်တာနောက်နံပါတ်၄နောက်ဆုံးတစ်ချက်နောက်ဆုံးချက်ကတော့ဘာလဲဆိုတော့သူကထူးခြားတယ်သူကမြုံခဲ့ဘူးပေမဲ့သူ့ဘိုက်ထဲကထွက်လာတဲ့နှချင်းစရာယောဟန်ဖယားအလွန်အသုံးပြတဲ့ပုံကူကြီးဖြစ်လာဟောဒီရောက်ကြည့်ချင်အဖြစ်အဲလစ်အီလီရှပတ်လို့ခေါ်တယ်အဲလစ်ပါဟာ ဖယားသခင်သုံးတဲ့ပုံကူကိုမွေးထုတ်တဲ့သူဖြစ်လာအဲ့ဒါထူကြတယ်အနမလီဟောဖယားသခင်သုံးပြတဲ့ပုံကူယူသွားမွေးထုတ်ပလိုက်တာအောင်စရာဒီလောကကြီးမှာလူတွေကတပ်ဖြတ်နေတယ်ညှင်းဆဲနေတယ်ဒုက္ခတွေပေးနေတယ်ဘဝတွေကိုဟာလာပြတ်အောင်လုပစ်နေတဲ့ကဘာကြီးမှာအင်းလစ်ရှပ်ဖတ်ကြတော့မွေးထုတ်ပေါ့မွေးထုတ်ဖယားအလွန်သုံးပြတဲ့ပုံကူနှစ်ချင်းစရာယောဟန်ကိုမွေးထုတ်တာကဲနှုတ်တာ အဲ့ဒီကလေးကိုသူကကြီးထွားအောင်လမ်းပြကောင်းသောတတ်တာရှိတယ်ကောင်းသောတတ်တာတော့ဒီရင်ကျွန်တော်ဘာတွေမွေးထုတ်အမုံတွေမွေးထုတ်ခဲ့တာလားခွင့်မလွတ်ခြင်းတွေမွေးထုတ်ခဲ့တာလားအတားစိတ်တွေမွေးထုတ်တာလားဘာတွေကျွန်တော်မွေးထုတ်အဲလစ်ဘက်ကတော့သူ့သားလေးနှချင်းဆရာယောဟန်လေးကိုသူတရားမွေးထုတ်ပြီးတယ်။တောင်သူ့ကြောင့်ကျွန်တော်ဒီကနေ့တခန်းတနာလေးလာအဲ့တော့ကျန်စာမှာပညာရှိတဲ့အမျိုးသမီးတွေမှာသူပါတယ် ုတ်တန်ခန်းကြီး30တဲ့အငွေ30အရာအထောက်အပြောက်ကြောက်ရွံ့နေမိန်းမလို့ခေါ်ခြင်းခံရတဲ့အထဲမှာအီလီရှဖတ်ခေါ်အဲလစ်ဘတ်ပါလာဖြစ်တယ်။ဒါမှလည်းဒီကျွန်တော်ကောင်းသောရာမွေးထုတ်လက်ဖျားခင်နဲ့သက်တဲ့အသက်တာနဲ့အသက်ရှင်သောအဲလစ်ဘတ်အသက်တာဖြစ်ဖို့အားပေးရင် နောက်ဆုံးဖြစ်ပြလေးတစ်ခုပြောပြီးနေကုန်ချုပ်ချက်။ဒါကတော့အသက်6နှစ်အရွယ်တမီးလေးတယောက်ကအလွန်ချမ်းသာတဲ့မိဘအတိုင်းဝိုင်းနဲ့နေရတော့ညာလေရုပ်တရက်သူ့မိဘနှစ်ပါးလုံးဟာ accident ဖြစ်ပြီးတော့ဆုံးမသွားပြီးတော့စီးပွားလည်းအကုန်ပြတ်သွားတယ်။သူမိဘနှစ်ပါးရဲ့လုပ်ငန်းတွေကိုကျွေးရှင်တွေကလာသိမ်းသွားပြီးဘာမှတပြားမှမရှိအကုန်ကုန်သွားတယ်။အဲ့ဒီမှာဒီ၆နှစ်သမီးလေးကိုဘယ်သူမှမွေးစားလဲဆိုတော့သူအဖွားမွေးစားလိုက်။မွေးစားလိုက်တဲ့အခါအဖွားနဲ့ဒီကလေးကသွားနေရတယ်။နေရင်းနဲ့တကြသောအခါမှာရုတ်တရက်သူတို့အိမ်မီးလောင်။မီးလောင်တော့အဖွားကတော့အဲ့မီးတွေကနေရအောင်သူကအပြင်ကိုပြေးထွက်တယ် ဒါပေမဲ့အဲ့အချိန်မှာဒီသမီးလေး9နှစ်အဲ့အချိန်မှာသူ့အသက်9နှစ်ရှိပြီဒီ9နှစ်သမီးလေးအပေါ်ထဲမှာသူကမိကြီးကြားထဲမှာဗရန်ဒါတော့သူရောက်အောင်လာတယ်ဒါပေမဲ့သူခုံမချရဲဘူးဖြစ်သူကအပေါ်နေလှမ်းအောင်လေအောက်ကမိသားကားတွေလည်းလာတယ်ဒါပေမဲ့မိလုံးကကြီးတဲ့အခါမှာလူတွေကအပေါ်မတက်ရဲဘူးအဲ့အချိန်မှာအအောင်စရာကောင်းတယ်လူတယောက်ကအဲ့အပေါ်ရောက်အောင်တက်သွားပြီးအဲ့ကလေးကိုပွေ့ချီပြီးတော့သူကိုယ်တိုင်မှာမိဆွဲခံပြီးပွေ့ချီပြီးတော့ ကယ်ဆင်းရေးတွေလက်ထဲထည့်လိုက်တဲ့ကဒီကလေးလေးသက်ရှင်သွားတယ်။အဲ့ချိန်မှာပြီသူတို့မြို့ရဲ့ထုံးစံရဒီလိုမျိုးမိဘတွေသေသွားရင်အဖွားတွေဖိုးတွေမရှိတော့ရင်မြို့တွေကသူတွေတွေကတက်ရောက်ရောက်ကအဲ့ဒီခြံနဲ့ကလေးကိုမွေးစားရတယ်။အဲ့ချိန်မှာပြီသူတို့ကမြို့ရဲ့ခမကြီးတခုမှတမျိုးလုံးမှရှိတဲ့သူတွေလာပြီးဟာဒီကလေးကိုဘယ်သူမွေးစားမလဲဆိုတာဝန်ရှိတဲ့သူတွေကမေးတော့ဒီကလေးကလည်းငိုတယ်အဖွားလည်းသေးပြီးအဖေမေလည်းသေးပြီး အိမ်လဲမီးလောင်သွားပြီဘာမှမရှိတော့အဲ့ချိန်မှာပဲအဲ့မျိုးရဲ့ចောင်းဆရာမတယောက်ကဟာ तू မွေးစားမယ်ပေါ့ဟာ तू ပညာတက်ကြီးဖြစ်အောင်လုပ်ပေးမယ်ဟာလွန်ကောင်းတယ်အဲ့ချိန်မှာတတိတယောက်လဲဟာ तू မွေးစားမယ်ဒီကလေးလေးရဲ့မိဘတွေရဲ့ဒီတတိရဲ့မိတ်ဆွေတွေလည်းဖြစ်တော့သူသမီးလေးလို့သူတင်ချပြုစုပေးပါမယ်ဟာမျိုးမျိုးပြောကြအဲ့ချိန်မှာပဲခလေးကငိုတယ်ငိုပြီးခလေးကိုမေးတယ်သမီးဘယ်သူနောက်လိုက်ချင်လဲ တကလေးကဘယ်သူမှနောက်ဘယ်သူနောက်ကိုမှမလိုက်ဘူးဗျဒီလိုပဲသူကအဲခမ်းမရဲ့ဆင်းမြေပေါ်မှာထိုင်သူပြိတ္တကိုချိသူမူးစားမယ်လို့လက်ကမ်းချိုးတဲ့သူတွေဘယ်သူနောက်သူမလိုက်အဲ့ဒီချိန်မှာပဲနောက်ဆုံးခုံသားမှာလူတယောက်ကထလာတယ်ခြေတော့ထုံးနေထုံးနေအဲ့ဒီသူကအဲ့ဒီ stick ဆင်းနားလာပြီအဲ့ဒီကလေးကိုလက်ပြတဲ့အခါဒီကလေးကအဲ့လူပေါ့ခုံတက်ပြီး ကျမမီးလောင်တော့ကကျမကိုကယ်ခဲ့တာသူပဲသူ့နောက်ကိုပဲကျမလိုက်ချင်တယ်တကယ်လေးအဲ့ဒီသူကဒီသမီးလေးအိမ်အဖွားအိမ်မီးလောင်တော့သူကယ်ခဲ့တာသူတကူလုံးမှာလည်းမီးလောင်တဲ့တိုင်ရာလေးရှိအဲ့လိုချစ်ပြီးကယ်ခဲ့တဲ့သူကကျမကိုတသက်လုံးချစ်နေမယ်ဆိုတော့ကျမယုံတယ်တောင်သူ့နောက်ပဲလိုက်မယ်ဆိုတော့တကယ်ပဲဟိုလူကလည်းတေချာမွေးစားတယ် အဲ့တော့ဒီကလေးကိုတကယ်မွေးစားတဲ့နေသူကသူ့ကိုတကယ်ကယ်ခဲ့တဲ့သူကပဲမွေးစားတဲ့နာတကယ်ပဲကယ်သွားတယ်မိလောင်တဲ့ချိန်မှာကယ်တဲ့သူကတစ်သလုံးလဲသူကယ်သွားမှာပဲအခြားသူတွေကတော့မိလောင်တဲ့ချိန်မှာတော့အေးလောင်တော့လောင်ငါတို့ကတော့မတည့်ရချင်းမင်းတို့ကတော့မကယ်နိုင်ဘူးနင်ထွက်လာမှပဲငါတို့ကယ်မယ်လို့သွားတာဒါပေမဲ့မိလောင်တဲ့ထဲကနေဒီလူကရက်အောင်သွားကယ်ပြီဒီကလေးဘဝအတွက်ကိုပြီးလိုက်တာသူ့ရဲ့ခန္ဓာစိတ်အလုံးစုံပြီးလိုက် နောက်ဆုံးပြိတ္တတွေသဘောချပြီသူပဲဖြစ်တဲ့ဒီလိုပဲမွေးစားခွင့်ပြီးလိုက်တဲ့သဘောတူလိုက်တယ်ဒီကနေ့ချက်တော်ညီကောင်မမအီလီရှိပတ်လို့ခေါ်ရဲမြုံတဲ့အမျိုးသမီးကိုမွေးဖွားခွင့်ပေးတာဘုရားသခင်အဲ့ဘုရားသခင်လက်ထဲကိုအီလီရှိပတ်သူ့မိသားစုသူ့အတ္တသူ့ဘိုင်အကုန်လုံးအားလိုက်ရကအဲ့ဒီဘုရားပဲသူ့ကိုဆွဲခေါ်တော့ကုနာမိလောင်တဲ့ထဲကနေ လွတ်မြောက်တဲ့တမီးလေးကဘသူနောက်မှမလိုက်ချင်သူ့ကိုကယ်ခဲ့တဲ့သူနောက်ပဲသူလိုက်ချင်တကယ်နဲ့ချက်တော်ညီကောင်မောင်ကသင်နဲ့ကျွန်တော်ကိုယနေ့ထိကယ်နေတာဖရားပဲအဲ့ဒီဖရားနောက်လိုက်ရအဲ့ဖရားကောင်းမြတ်ကြောင်းပြောအဲ့ဒီဖရားကိုအကျွမ်းမဲ့ယုံနေရအဲ့ဒီဖရားလုတာအကုန်ကောင်းတယ်လို့ဝန်ခံနေပါကတဲ့ဘဝမှာမြုံတဲ့အရာတွေအားလုံးမွေးလာအောင်ထိုဖရားကလုပ်မှာဖြစ်တယ်အီလီရှပါဟာမြုံတဲ့အရာကိုမဆွဲလောင်းမွေးစီမဲ့ဖရားကိုဆွဲလန်းတဲ့အခါ ตาလေးမွေးတဲ့ပြင်ပညာရှိတဲ့အမျိုးသမီးဟုခြေထူးခြင်းခံရတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာမြုံနေတဲ့အရာတွေမစင်စားပဲဖခင်ကမွေးဖွားပေးမဲ့အရာတွေကိုယုံကြည်ခြင်းနဲ့စင်စားပြီးချီးမွမ်းရည်တွက်ပြီးမျှော်ကြည့်တော်သူများဖြစ်ပါစေလို့အပိယနေကုန်ချုပ်ကိုလေကျမ်းသာသူရောက်ချင်းစီတိုင်းဖြာရှင်သာ၍ကောင်းချီးပေးပါစေ God bless you all စုတောင်းကောင်းကြီးခံယူကြပါစို့ခမီးတော်သားတော်သားရှင်တော်ဘုရားတော်သုံးပါးသူပြားထံတော်ပါမကောင်းကြီးဖြာပြသည် ချစ်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောဒီကနေ့မွေးနေ့ချက်ရောက်တဲ့ကရော့သားဆယ်မြန်ညီညီစင်နဲ့တကွာမိဘများအဖွားဖြစ်တဲ့မြေနီကုန်းအန်တီမီနဲ့တကွာမိသားစုအသီးသီးပေါ်သို့တက္ကောမွေးနေ့ရှင်သီးသီးပေါ်သို့တက္ကောမင်္ဂလာနေ့ပတ်လည်ချက်သောသူသီးသီးပေါ်သို့တက္ကောဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရဖို့တက္ကောမကြမ်းမာတဲ့သူများချမ်းမာခြင်းနဲ့တကွာခွဲစိတ်ကူးသမှုခံယူတဲ့ကရော့သမီးကြီးမတ်ဒေးဗီသာ၍ချမ်းမာခြင်းနဲ့ပိုက်ရခြင်းနဲ့တကွာ ကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍မကုန်မခန်းနိုင်တဲ့ကောင်းကြီးတို့သည်အားလုံးပေါ်သို့ကာလဆင်မြတ်တက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြီးစုခွာယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေကျွန်တော်နှစ်ဖန်တောက်ချာနှင့်မြန်မာစံတော်ကြီးညနေ၄နာရီခွဲမှပြန်လည်တွေ့ဆုံမှာဖြစ်တဲ့ကျွန်တော်နှစ်ဖန်အလွန်သိတဲ့နဲ့နောက်ထပ်ကောင်းစဉ်အသစ်တစ်ခုကိုကျွန်တော်နားထောင်မှာဖြစ်တဲ့အားလုံးကိုဖြတ်ကောင်းချီးပေးပါစေ God bless you all. Oh.